မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်ဆီယောက်ဆွေရဲ့တွေ့အောင်ရေကောက်ပွဲကအဆင်ကောင်းဆောင်တွေကပြတ်သားစွာညင်းပယ်ရမယ်လို့ကုလသူကိုယ်စားလှယ်တွန်တူကတောင်းဆိုအကြမ်းဖက်ဆီယောက်ဆွေရဲ့တွေ့အောင်ရေကောက်ပွဲကအဆင်ကောင်းဆောင်တွေကပြတ်သားစွာညင်းပယ်ရမယ်လို့မြန်မာနိုင်ငံလူ့ခွင့်ရေးချင်းနေဆိုင်ကုလသမဂ္ဂကုကိုယ်စားလှယ်တွန်တူကပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံမှာဂျပန်စစ်တပ်ကဆင်းရဲချွေကိုပုံမှုခိုင်းမှန်းစေပြီးနိုင်ငံတကာဖိအားတွေကိုလျှော့ချနိုင်ရွယ်ပြီးဂျပန်စစ်ကောင်စီကတရားမှုရွေးကောက်ပွဲပြုလွှင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်းထိုရွေးကောက်ပွဲကိုအဆင်ကောင်းဆောင်နေကပြည်ပြတသားညင်းပယ်ရမည်ဖြစ်ကြောင်းဒရန်ဒူးစ်ကပြောဆိုရင်းဆီယနာတိန်ဆွေရကလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးထားကြတဲ့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားပါရယ်။နိုင်ငံချင်းသားများစွာကိုထောင်ထဲမှာချုံနှောင်ထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကိုတားမြစ်ခါရဲသားတွေပေါ်ဆက်တဲ့အတိုင်းခိုင်မှုတွေဆက်လက်ဖြစ်ပွားနေချိန်စီအုပ်စုကအာဆီယံကိုလှည့်စားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်သိမှတ်ပြုဖို့လိုလားနေရလို့မြန်မာနိုင်ငံလူ့ခွင့်အခြေအနေဆိုင်ကုလသမဂ္ဂဒုက္ခစရိုက်တွန်ဒူးစ်ကပြောဆိုတဲ့ ထို့အပြင်49ကျိမြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မြန်မာဆီယံကမြန်မာနိုင်ငံနဲ့အစည်းအဝေးပတ်သက်တဲ့မဟာပြောပိုင်းနဲ့လမ်းဆောင်လမ်းကွာရောက်ရှိနေကြတဲ့ UNDS ကအသိပေးပြောဆိုထားပြီးအာဆီယံခေါင်းဆောင်နေအနေနဲ့ဂျပန်စစ်ကောင်စီရဲ့လှည့်စားမှုကိုတရားဝင်ဖြစ်စေမဲ့မိသည့်ယာကုံဆိုရှောင်ရှားမိဖြစ်ကြောင်းရွေးကောက်ပွဲဆောင်ကြည့်တွေကိုဆေးလွှတ်ခြင်းကလည်းရှောင်ရှားရမယ့်အထဲမှာပါဝင်ကြောင်း UNDS ကဆက်လက်ပြောဆိုရင်း ယုတ်ဆွေအတူအောင်ရေကောက်ပွဲကိုအတိမတ်ဖြစ်ခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်သွားစေပြီးသူတို့စယုတ်ဆွေအဖြစ်တွေကိုကောက်ွယ်ပေးရန်ရောက်သွားမယ်လို့တွင်သူကတိပေးပြောဆိုရင်းလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးကအာဆီယံယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမှခိုက်တန့်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာစယုတ်ဆွေစီမှာတာဝန်ခံမှုတောင်းဆိုရန်ကြံဖတ်မှုဆောင်တန်းတက်ဆိုင်သွားအောင်နဲ့အထိပ်ပယ်ရှိနိုင်ငံဆွေးနွေးပွဲတွေကိုပြုလုပ်ရန်လည်းလူသားချင်းစာနာမှုကူညီတဲ့အတားဆီမရှိဝင်ရောက်ခွင့်ပေးရန်တို့ကိုတောင်းဆိုကကောင်းဆောင်မှုပြသတဲ့အကြောင်းအာဆီယံကိုလည်းမြန်မာပြည်သူတွေကမျှော်လင့်နေကြတဲ့ဒူဝန်ဒူးစ်ကဆက်လက်ပြောဆိုရင်း အကြံဖတ်ဆေးအစုကလာမယ့်ဒီဇင်ဘာလမှာအတွေ့အကြုံရွေးကောက်ပွဲကိုပြုလုပ်ပြင်ဆင်နေပြီးထို့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံတွင်းတန်တမကကမ္ဘာနိုင်ငံအသီးသီးရှိမြန်မာလူမျိုးတွေကလည်းကန့်ကွက်ဆန္ဒပြမှုရှိလျက်ရှိကြောင်းသိရတယ်။ ဆလာဘီနက်ဒလီမှာစစ်မှုထမ်းဖြစ်ပေါ်ထွန်းဆွဲခံရတဲ့ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းရှေ့တန်းတိုက်ပွဲမှာတေဆုံမီစစ်မှုထမ်းတပ်သားကိုတီးရလည်းလက်တစ်ဖက်ပြတ်တန်းအရစစ်တပ်ကမြေတီခံဆောင်မှာမပင်ဘကူတိုင်းနက်ဒလီမြို့နယ်မှာဂျပန်စစ်တပ်ကပေါ်ထွန်းဆွဲဖန်ဆီးထားတဲ့ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းရှေ့တန်းတိုက်ပွဲမှာတေဆုံမီရုံးကုန်းရွာသားကိုတီးရလည်းလက်တစ်ဖက်ပြတ်သွားပြီးပြင်းထန်တဲ့အရထားကြောင့်မိသားစုဝင်တဲ့နေဆက်သူတွေကပြောတယ် ယခုနှစ်မတ်လပိုင်းနဲ့မေလပိုင်းတို့မှာနယ်တလင်းမြို့နယ်ရွှေကြပင်ကျောင်းအုပ်စုအောက်ချွေမှုလှဝင်ကကျန်းဖက်စစ်သားတွေကိုကောင်းဆောင်လာပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းနဲ့ရုံးကုန်းရွာသားကိုတီဟာတို့စစ်မှုနဲ့တပ်သားဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ရကြောင်းသိရတယ်။ ထို့သောဘာသာဆက်ဖန်းစီခဲ့ပြီးနောက်ရခုနှစ်ဩဂုတ်လပိုင်းမှာရှင်ရဲတိုက်ပွဲမှာရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းကတင်ဆောင်ခဲ့ပြီးရုံးကုန်းရွာသားကိုတရားကရှင်ရဲမှာကင်းဆောင်နေစဉ်မိုင်းဆက်ပစ်ခတ်ခံရပြီးလက်တစ်ဖက်ပြတ်တောက်ကပြင်းထန်တရားရရှိခဲ့ပါတယ်။ရင်းသူတိုက်ပွဲအတွင်းသောဖြစ်သူကိုဝင်းစော်ထွန်းတင်ဆောင်ခဲ့တော်လည်းမိသားစုဝင်တွေကိုစစ်တပ်ကမြေတီအကျိုးခံစားခွင့်မပေးဘဲမိသားစုဝင်တွေကိုဆဲဆိုချိန်မောင်းနေကြောင်းသိရတယ်။ ချင်းအောင်စုတွေကပြည်သူတွေကစစ်မှုထမ်းခြင်းလားစင်ပေးနေတဲ့ဈာတွေကကိုကိုဝင်းစော်ထွန်းနဲ့ကိုတရားတော်ပုံရဲစကန်ကရဲခွေစစ်ခွေတွေခေါ်ပြီးအောက်ကြီးလာဝင်ကအင်တရာရောက်လာရောက်ဖမ်းဆီးပြီးစစ်တပ်တဲ့ထဲလိုက်တော့ကိုဝင်းစော်ထွန်းကရှင်နဲ့တိုက်ပွဲမှာတင်ဆောင်သွားပြီးကိုတီဟာကတော့ကင်းဆောင်နေပြစ်ခံရလို့တရားရပြီးလက်တစ်ဖက်ဖြတ်လိုက်ရပါတယ်တော်ပြင်စစ်မှုရန်တပ်သားအဖြစ်ဘော်ဒါဆွဲဖန်းစီခံခဲ့သူရွှေကြပင်ရောအောက်ချိုရီမှုလှောင်ဝင်ကလက်ရှိချိန်တွင်စစ်မှုရန်စဉ်ထေဆုံးသူနဲ့တရားရသူရဲ့နေအိမ်ကိုစစ်မှုထမ်းခြင်းဥစွာကလစဉ်တိုင်နေငွေကျပ်9000ဆက်လက်ကောက်ခံရရှိကြောင်းသိရတယ်။ ဆလဘီစစ်တပ်ကစစ်မှုရန်တပ်သားတွေကိုမူရစေဝါ30ခွင့်ပေးထားဟုအလင်းဝင်စစ်မှုရန်တပ်သားအောင်ကျော်ဖွင့်အောင်ဝန်ခံမကြဘတ်စစ်တပ်ကစစ်မှုရန်တပ်သားတွေကိုမူရစေဝါ30ခွင့်ပေးထားကြောင်းအလင်းဝင်စစ်မှုရန်တပ်သားတအောင်ကျော်ဖွင့်အောင်ဝန်ခံလိုက်တယ်။အော်တိုဘလ19ရက်နေ့စစ်မှုရန်တပ်သားတကောင်ကျော်ကနောက်ချုံမြို့နယ်တွင်သရားပြင်ဆင်နေစစ်တပ်စစ်ကြောင်းနဲ့တူလိုက်ပါစေထွက်ပြေးလွတ်မြောက်လာကကြောင်းမင်းခိုင်ထူထိုက်ခိုင်တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ကောင်ကြောင်မှာမန်လေးမြို့ကျဝိုင်းမှာလုံလုံသူဖြစ်ပြီးအလုံးမပြန်စစ်သားတွေကဆိုင်ကယ်ဥတာပြီးမှတ်ပုံတွေစစ်ဆေးခဲ့ကြောင်းထို့နောက်ကောင်ကြောကိုစစ်တပ်ကပေါ်တဆွဖန်စီကိမကွေးစုဆောင်တက်ကိုပို့ဆောင်ခဲ့ကြောင်းထို့မှတဆင့်နတ်လန်မျိုးကိုပို့ဆောင်ခဲ့ကစစ်မှုထဲပတ်စင်ဆက်နေကိုတယောက်ခဲ့ကြောင်းသိရတယ်။ထို့သောစစ်တပ်နဲ့ကြောင်းကိုပို့ဆောင်ခဲ့အစင်မှာလည်းမိသားစုဝင်တွေနဲ့ဆက်သွယ်လို့ခွင့်ပေးကြောင်းစီရေးပြိုင်လေးကျင်ပြန်မှာလည်းမှိုင်းပါကစစ်သားတွေကပိုင်းချင်းဖက်နဲ့ကန်ကြောင်းချင်းတွေလှုပ်ဆောင်ပြီးအနိုင်ချင်းနေဆက်မှုတွေလှုပ်ဆောင်ကြောင်းသိရတယ်။ ထို့ပြင်စစ်တပ်စကန်နေမှာလည်းဂျက်ဖက်စစ်သားတွေကစစ်မှုရတပ်သားတွေကိုရဲတောက်ခြင်းမှုရစေဝါစိတ်ကြဆွေးပြားတွေကိုစိတ်ကြိုက်တောက်တုံခိုင်းကြောင်းမှုရစေဝါတွေရောင်းချခြင်းတို့ကိုလည်းထက်လူကြီးအတည်ဝင်ခွင့်ပြုပေးထားကြောင်းသိရတယ်။ စစ်တပ်ထဲမှာကရဲတောက်တာတွေစိတ်ကြဆွေးနေပါတယ်ပေးရရှိရကျွန်တော်လုတ်ပင်မနဲ့ဆိုရင်တော့တချို့တငယ်ချင်းတွေဆိုရင်တတောင်းဖို့ဆိုရင်ဘယ်နှလုံးရတယ်။ဘာညာသူတို့အဲ့ဒီအတွက်ပါသူတို့ချင်းချင်းတွေရောင်းတဲ့ဟာတွေရှိပါတယ်။အထက်လူကြီးတွေကတော့သူတို့ကိုယ်တိုင်ပြောတာကတော့တိတာတိမမြင်စေနဲ့ဆိုပြီးကျွန်တော်တို့ကိုပြောတယ်။မင်းတို့လည်းရဲတောက်ရှင်လဲတောက်တိုင်းမှာငါတို့ရှင်မှမလုံနဲ့စေချခြင်းကြောင့်ငါတို့ရှင်မှမလုံနဲ့အဲ့လိုပြောထားတယ်။ ဂျပန်စစ်တပ်ကစစ်မှုရဲတပ်သားတွေကိုရှေ့တန်းတိုက်ပွဲမှာမူရစီကျွေးပြီးရှေ့ဆုံးမှတိုက်ခိုက်ကတိုက်ခိုက်ကောင်းကြောင်းစကိုင်းနဲ့ရှမ်းမြောက်မှာတော်လိတဖွဲ့တွေကထုတ်ဖော်ပြောဆိုထားပြီးအလင်းဝင်စစ်မှုရဲတပ်သားတွေကလည်းစစ်တပ်အတွင်းမူရစီဝါတွေကိုတင့်ကျဲစွာအုံပြုခွင့်ပြုနေကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုရင်းဆလဘီမောင်တော်မြို့နယ်မှာ AIS ဖွဲ့ကရက်တာခီးတဲ့တင်ကားတစ်စီးကိုဓမြတိုက်ပြီးမျိုးသမီးနှောက်ကိုပြစ်တဲ့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မျိုးရွရနီမရဲစင်ဂျန်ဖတ်ကခေးတဲ့တင်ကားတစီကိုဓမြတိုက်ပြီးမျိုးသမီးနောက်ကိုပြစ်တက်ခဲ့ကြအောင်အရက်ခတ်တော်ရင်ကထောက်ပြန်နေ အော်တိုဘာ20ရက်နေ့မွန်လဲတနေ့40မိနစ်ခန့်မှာမောင်တော်မြို့နယ်စင်ဒီပင်ကျေးရွာမှာဆန်စီစာငရုတ်တီစားတဲ့စားသောက်ကုန်တွေဝယ်ယူပြီးတော့ကြောက်ဖနူရွာကိုလာတဲ့ကားတစ်စီးကိုမြို့ရွာရှေပန်တရာနီရောက်မှာ ARS ဖွဲ့ကခြုံကိုတိုက်ခိုက်ပြီးကားဖို့ပါခီးတယ်နေနဲ့ကားမောင်တော်တို့ကိုဖမ်းဆီးကစားသောက်ကုန်တွေအလုံးကိုယူဆောင်သွားကြောင်းသိရတယ်ထိုသို့ဖန်စီသွားတဲ့နေရာကိုအရက်ခတ်တော်ကသွားအောင်စင်စင်ဖန်စီကန်တွေကိုလိုက်လံရှာဖွေစဉ်ခင်ဖြစ်ပွားနေရတဲ့မလက်မကက်မှာတနက်တရံနဲ့တိတ်ဆုံးနေတဲ့အသက်30ရွေဝေဆုံးတဲ့40ရွေနိုင်နိုင်ဆွေးတို့နှုတ်ကိုတွေ့ရှိခဲ့ကြအောင် ထို့ပြင်သုံးနှစ်ရွယ်ခိုင်မြမုံကိုလည်းမိခင်ရုပ်လောင်းပြီးမှတင်းရှင်ရဲ့တွေ့ရှိရာကြောင်းထို့ပြင်ရေမောင်းပြည်သူ30နှစ်ရွယ်ကိုထုံဝင်းနဲ့ခီးတော်ပြည်သူ25နှစ်ရွယ်မောင်တန်းထွေးတို့ကိုလည်းတရားရုံးနဲ့ထပ်မံတွေ့ရှိရာကြောင်းသိရတယ်။ AICIS ဆိုလက်နက်ကင်ဖွဲ့တွေကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာနေထိုင်တဲ့ပြည်မဲ့ပြည်သူတွေရဲ့အသက်အဝိုင်းစီးစိမ်တို့ကိုချိန်ချောင်းနေရာကြောင့်နေဆက်ရှိပြည်သူများအနေဖြင့်တောတောင်ထဲမှာလူပြတ်တဲ့နေရာတွေမှာသွားလာတဲ့အချိန်တွေမှာတအုပ်တဲ့သို့မဟုတ်လူနည်းစုနဲ့သွားလာခြင်းကိုအတက်နိုင်ဆုံးမပြုလုပ်ကြပါနဲ့ကျန်းမာရေးကိစ္စပိုင်းမှာဖြစ်မနေသွားလာမယ့်အရေးကြီးကိစ္စရှိပါကလည်း အရခပြည်သူတော်လှန်ရေးဆိုရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့နေရှာနှိစက်ဆုံးနေရာမှာတရင်ပေးပို့ပြီးမှတော်လာကြပိုင်းအေကအတည်ပြုထားတယ်။ဆက်လက်ပြီးတော့ရေတရှင်မှာတော်လှန်ပူပေါင်းတက်ကစစ်တပ်စကန်တချို့ကိုတင်ပိုက်ပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေဇာတိုင်လှုပ်ဆောင်မှုဖုံးကြည့်ကြောင်းစာတင်ကြောင်းနဲ့နေနေပြက်စီးဘကုရရေတရှင်မြို့နယ်ရာသိရမှာရှိတဲ့စစ်စကန်တိုက်ခိုက်တင်ပိုက်ခဲ့ပြီးနောက်ဂျပန်စစ်တပ်ကကြေးရီကိုစက်တက်လေးဒီနဲ့စီနံနေရာဇာတိုင်ပုံကျတိုက်ခိုက်ခြင်းကြောင့်ဖုံးကြည့်ကြောင်းစာတင်ကြောင်းနဲ့နေနေပြက်စီးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ အော်တိုဘာလ23ရက်နေ့22ရက်နေ့တို့မှာဂျပန်စစ်တပ်ကရေတားရှင်မြို့နယ်စစ်တောင်မြေရှိပါရှင်ကြားတွေကိုစစ်တပ်လေးဒီနဲ့နှစ်ရက်ဆက်တိုက်ပုံကျတိုက်ခိုက်နေခြင်းဖြစ်တယ်။အဂျပန်စစ်တပ်ဗိုလ်ချတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိတော်လဲစတင်ကြောင်းဖုံကြီးကြောင်းနဲ့နေနေထိခိုက်ပျက်စီးကစစ်တောင်မြေရှိပါရှင်ကြားတွေမှာပြည်သူတွေဘေးလွတ်အထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 20ရက်နေ့ကစစ်ခွေစကန်သိမ်းခံရတယ်။အဲ့ဒါကိုရှုံးမဲ့မဲ့ပြလိုက်ကြတာဒီနေ့နဲ့ဆိုရင်နေ့ရက်ရှိပြီမနေ့ကတရက်ဒီနေ့တရက်စစ်တော်မြေရှိဘက်ကပြည်သူနေအိမ်တွေအကြောင်းတွေကိုကြီးပြီးလိုက်ကြတာပြည်သူတွေထိခိုက်တာတော့မရှိဘူးဒါပေမဲ့ရွာထဲမှာမနေရလို့ပြည်သူတွေကတိမ်းရှောင်နေရတယ်။အော်တိုဝါ20နှစ်မှာရေတားရှင်မြို့နယ်စစ်တော်မြေရှိဘက်ကန်ရှင်ရွာတဲ့ကျေးမှာအင်အား60ခန်းနဲ့အထိုင်ကျတက်ဆွဲတဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတိုက်ပွဲတွင်ကျွတ်ဖက်စစ်တပ်ဘက်ကတိုင်ရင်မှုဒုပုံမှုကြီးကြီးနေနေတာအပါအဝင် စစ်သား15ဦးသေဆုံးပြီးစစ်သူမန်းနှုတ်ဖွင့်ဆရာရှိကြောင်းထို့ပြင်ဂျပန်စစ်တပ်ရဲ့ဂျန်ဘာထိုင်စက်ကြီးတလုံး ME11 မျိုးစာတနက်တလက် ME3 မျိုးစာတနက်တလက် G3 မျိုးစာတနက်3လက်60မမတလက်ပစ္စတိုတလ60မမကြီး9လုံးကြီးပေါင်း10ကိုကြီးမျိုးစုံအတောင်တထောင်နဲ့မိစက်တလုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါဗျ။နောက်ဆက်အပ်ပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါရရှင်။